မိုးကြီးခြင်းနှင့်လေပြင်းအနေရဲ့အထူးသတိပေးချက်မကြမီရဲ့ပိုင်းတွင်စတင်ဝင်ရောက်လာမည့်အနောက်တောင်မုတ်တုံလေဤကြောင့်၎င်း၁၀ရက်နေ့မှ၂၄ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေယာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးဒေသအလိုက်မိုးကြီးခြင်း၊နေရာကွက်၍မိုးကြီးခြင်း၊လျှက်စီးလက်ခြင်း၊မိုးချိန်ခြင်း မိုးတီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်က မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်မိုင်၄၀မှမိုင်၅၀ခန့်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသဖြင့်အထူးအားဖြင့်မြမကန်ယိုရန်ဒေတာများဖြစ်သောအေယာဝတီတိုင်းဒေတာကြီးရန်ကုန်တိုင်းဒေတာကြီးတနင်္သာရီတိုင်းဒေတာကြီးရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိပြည်သူလူထုအနေဖြင့်စိုက်စင်းလေပြင်းနှင့်မိုးတက်လေပြင်း အနေရတို့အား၎င်းကြံတိုင်းနှင့်ပြည်နယ်များရှိပြည်သူလူထုအနေဖြင့်မိုးကြီးကြ။အင်းနှင့်မိုးတက်လေပြင်းအနေရတို့အား၎င်းကြိုတင်သတိပြုကာကွယ်ထားကြရန်သတိပေးချက်ထုတ်ပြန်အပ်သည်။စကိုင်းတိုင်းဒေသကြီးအတွင်းလာမည့်မေလ၁၁ရက်နေ့များတွင် ခရိုင်အားလုံးတွင် မိုးနှင်းငယ်မှအတင့်အတင်းထစ်ချုံရွာပြီးရေဤခရိုင်ရွှေဘူခရိုင်စကိုင်းခရိုင်မုံရွာခရိုင်နှင့်ရင်းမာပင်ခရိုင်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်၁23ရက်နေ့များတွင်ခရိုင်အားလုံးမိုးအတင့်အတင့်ထစ်ချုံရွာပြီး နေရာကွက်၍မိုးကြီးနိုင်ပါသည်ကချင်းပြည်နယ်အတွင်းလာမည့်မေလ17ရက်နေ့များတွင်ခရိုင်အားလုံးမိုးနှင်းငယ်မှအတင့်အတင့်ထစ်ချုံရွာပြီး မြေကြီးနားခရိုင်ပူတာအိုခရိုင်ဗမော်ခရိုင်နှင့်ချီပွေခရိုင်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ဆဲနှစ်ဆက်သုံးရက်နေ့များတွင်ခရိုင်အားလုံးမိုးအထင်အတက်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ချင်းပြည်နယ်အတွင်းလာမည့်မေလ6ရက်ရက်နေ့များတွင်မင်းတက်ခရိုင်မတူပြီးခရိုင်နှင့်ပလောဝခရိုင်တို့တွင်မိုးအထင်အတက်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည် 7နှစ်ရည်နေများတွင် ခရိုင်အားလုံးမိုးအတင်အတက်ထစ်ချုံရွာပြီး နေရာကွက်၍မိုးကြီးနိုင်ပါသည်မကွေးတိုင်းဒေသကြီးအတွင်းလာမည့်မေလ90ရည်နေများတွင်ဂံကောခရိုင်ပခုတ်ကူခရိုင်တရက်ခရိုင်နှင့်6ခရိုင်တို့တွင် မိုးနှင်းငယ်မင်းမူးခရိုင်မကွေးခရိုင်နှင့်တရက်ခရိုင်တို့တွင်မိုးအတင်အတက်ထစ်ချုံရွာပြီးမင်းမူးခရိုင်မကွေးခရိုင်နှင့်တရက်ခရိုင်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည် ဆက်တဆက်နှင့်ရင်းနေများတွင်ခရိုင်အားလုံးတွင် မိုးအတင်းအတင်းထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ပဲခူးတိုင်းဒေသကြီးအတွင်းလာမိမေလ6တဆက်ရင်းနေများတွင်ပြည်ခရိုင်နဒလင်းခရိုင်နှင့်တာယာဝတီခရိုင်တို့တွင်မိုးနှင်းငယ်မှအတင်းအတင်းပဲခူးခရိုင်ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့တွင်မိုးအတင်းအတင်းထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည် စက်တဆက်နှစ်ရက်နေများတွင် ခရိုင်အလုံးတွင်မိုးအသင့်အတက်ထချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်အေရီတိုင်းဒေသကြီးအတွင်လာမည့်မေလ17ရက်နေများတွင်ညောင်ခရိုင်ဟင်္ဒရခရိုင်နှင့်ဖြာပုံခရိုင်တို့တွင်မိုးအသင့်အတက်လက်ပုတာခရိုင်နှင့်မအူပင်ခရိုင်တို့တွင်မိုးနှင်းငယ်ထချုံရွာနိုင်ပါသည်စက်နှစ်ဆက်သုံးရက်နေများတွင်ခရိုင်အလုံးတွင်မိုးအသင်အတက်ထချုံရွာပြီးနေရာကွက်၍ မိုးကြီးနိုင်ပါသည်မိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီ သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်